တကယ်တော့ကျွန်တော်အဲ့ကူရောက်သွားတယ်ပြေရောက်သွားတယ်တိုက်ကငါးတိုက်ငါးတိုက်ကိုသုံးတက်ကပြောင်းနေဟိုကျွန်တော်တို့နောက်ဘက်ကနေပြောကျွန်တော်တို့အတိုက်ရဲ့နောက်ဘက်ကနေအသက်ရှင်နေရလူတွေတွေ့တယ်ဗျာသိရမလားပြင်ပြပါမလားဗောတို့ပဲမဲ့ကျွန်တော်သုံးသန်းသေးရတော့ကတော့ဖေကသုံးတက်မြောက်မှာတဲတာအဲ့သုံးတက်မြောက်ကတော့ထပ်ပိုင်းကိုကျိုးကြပြီးတော့မှလူနှစ်ခုရိုက်ကြပါဆလစ်ပြင်းနေအဲ့မှာကလည်းမျောလင်းကြတော့ပျောက်တော့ပျောက်နေပြီခန္ဓာဝိရတွေလည်းတိလိမ့် ဘယ်လိုပြောထမ်းမှာလဲဘယ်လိုပြောတော့မထောက်ကျွန်တော်စိတ်ထဲကပဲကျွန်တော်ချစ်ကြတာဗျာတဲ့မလားအဖေချစ်တယ်ဆိုရင်ကျွန်တော်သိတယ်ဖေကကျွန်တော်ချစ်တယ်မပြောဘူးသူအဲ့လိုပဲသူကြောက်တာဗောမဇက်ကထုတ်ပေါ်မပြောခဲ့ပေမဲ့ကျွန်တော်ချစ်တာတော့ဖေသိမှာပါဗောအဲ့ရတဲ့အကြောသူကရန်ကုန်ကနေလာတာပေါ့နော်ရန်ကုန်ကလာတယ်ဒီပေါ့ကျွန်တော်အဖေဒီ ဆုံးရှုံးမှာတဲ့ဒီအဆောက်အဦမှာပဲဒီလိုကဲတဲ့ရင်းနဲ့ကျွန်တော်ဒီလိုမျိုးကျွန်တော်လည်းပေါင်းပြီးပူငင်းနေရင်းနှီးသွားတာပေါ့လိုင်းသားရအဖွဲ့ပေါ့ဒီဇာတ်ရှိရနေမတိုင်ခင်မှာပုံမှန်အဖြစ်မှာကျွန်တော်ကျွန်တော်လုံးပါကျွန်တော်တိတော့ရိုက်ပါညဒီလောက်ပါပဲအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်ကအချိန်မှလည်းအလုံးမှာပဲရှိတာပေါ့အဲပြီးကြမှာကျွန်တော်ဒီဖုန်းဝင်လာတော့အဖေဒီလိုလိုဆိုတော့ကျွန်တော်သိရတာပေါ့ဒီကအိမ်ပဲပြအဖေကလည်းသူ့လုပ်ငန်းနဲ့သူကို ကျွန်တော်ကအမှန်တရားကျွန်တော်အဖွားပေါ့အဖွားကိုတော့ဒါပြောနေဆုံးပြောကျွန်တော်ဒီခမောင်လေးရမိရအဖေကိုလုံးဝစိတ်မပူဘာလို့စိတ်မပူပါလဲဆိုတော့အကြောင်းပြချက်ရှိတယ်ကျွန်တော်အဖေကကျွန်တော်တို့ဘောတာဘယ်လိုပြောပြမလဲတဲ့မလားကျွန်တော်ကျွန်တော်ကိုယ်တိုင်လေးလာပြောမှာဗျာသူတော့ခေါင်းဆောင်တယောက်ပဲပြောနေပြောမိသားစုခေါင်းဆောင်တယောက်သူ့လုံးဝကျွန်တော်လက်ကြည့်ကြမလို့သူပြောကျွန်တော်တို့လာလက်ကြည့်နေကြဒါပြောနေဆုံးဆိုပြောပြရင်ဖေကိုစိတ်ချရတယ်ဗျာအနေမရှိတဲ့နေရာမှာဖေးနေနိုင်မယ်ကျွန်တော်တို့ထင်တယ်ဗျာသိရမလား ဟိုဒီမှာဘာလို့ကိစ္စရေချောင်းကိစ္စတခုခုပဲဖြစ်ဖြစ်အဖေကလုံးဝစိတ်ချလို့ရတယ်အဲဒါမှပါတယ်ဗောအဓိကကျွန်တော်ကဖွားကိုကျွန်တော်သွားပါဖြစ်တယ်ဆိုတာဖွားဆိုတာကျွန်တော်ကျွန်တော်ဖွားဘုံမျိုးအသက်80ကျော်ယူပါတော့ဒီယောဂလူကြီးယောဂတော့သူရှိတော့ဒီကရင်ဘောကနေပြီးတော့သူကအဲ့လိုပဲအဲ့မှာပဲနေတာအဲ့မှာပဲထမင်းသားအဲ့မှာပဲဟိုအစင်းတက်မပြုတ်နိုင်တော့ဖွားတော့စိုးရိမ်မိတာပါဒါကျွန်တော်ပထမဆုံးကျွန်တော်စိုးရိမ်မိတယ်ဆိုတော့ လည်းဘေးနာပါဝင်နေမိသားစုပဲတဲ့မလားအဲ့ဒီမှာဖုန်းလိုင်းတွေချက်ချင်းပြတ်သွားတော့မိသားစုဝင်တော့အကုန်လုံးဆုံးနေတယ်ပေါ့တောင်ချင်းစီတော့ဖုန်းလိုင်းဆက်တယ်မရဘူးလေအိမ်ရောက်တော့အိမ်မှာအကုန်ဆိုနေတာဖေးတော့မဆုံးသေးဘူးဖေးကဖုန်းဝင်လာတာပေါ့အဲသူ့ရဲ့ဖုန်းကဖုန်းဝင်လာတဲ့အချိန်ဒီလိုဒီလိုပဲပေါ့နော်ပြောကြတာတော့မင်းဖေးတိုက်ပြီးနေတယ်ပေါ့နော်ဒီအထွတ်ဒီကျွန်တော်တိတ်ခူကားမှာပေါ့တိတ်ခူကားမှာသူအလိုလုပ်ပြီးသားသူသွားပြီးစကားပြောနေတယ်တိုက်ပြီးနေတယ်ဟိုချက်တော့ပဲပြီးတယ်ပေါ့အတန်ကြားရတယ်ပေါ့ အောက်ကနေရေတောင်းနေရပေါ့ကျွန်တော်ကအဲ့ဒီမှာကျွန်တော်က6လောက်လေးပဲဆိုတော့ရိုင်းတော့မစိုးရိမ်ဘူးဗျာဒီလောက်ဒီသွန်းလွန်လိုက်ရမှာတော့ကျွန်တော်ပဲမျောလင်းပါမယ်တကယ်တော့ကျွန်တော်အဲ့ကူရောက်သွားတယ်ဗျရောက်သွားတယ်တိုက်က9တိုက်9တိုက်ကို3တက်ကပြောက်နေအပေါ်ဆုံးနှစ်ထပ်ပဲကျန်တော့အဆောင်ကျွန်တော်ဘာမှမလုပ်တတ်ဘူးဒါပုလို့မျိုးစားအဲ့လိုဖြစ်တဲ့အချိန်ကျွန်တော်ဘာမှမလုပ်တတ်တာလည်းပါတယ်သူ့ကူကအားမလို့အားများဖြစ်တာဘာမှလည်းလုပ်ခွင့်မရှိဘူးကျွန်တော်တို့က ီကုညီကယ်တဲ့ပရာဟိတဖွဲ့တွေကိုစောင့်ရုံသူတို့လှုပ်တာကိုထိုင်ကြည့်ရုံကလွှင့်ရင်ဘာမှမလုပ်နိုင်ခဲ့ဘူးကျွန်တော်ကျွန်တော်ကမိသားစုတစ်ခုမှကျွန်တော်ကအသားကြီးဆုံးကျွန်တော်နဲ့အတူအဖေစီကိုသွားကြည့်တဲ့အချိန်မှာကျွန်တော်ညီလေးပါကိုကလည်းကိုတော့ဖေသောနဲ့ကတ်တယ်ဆိုပေမဲ့သိရတဲ့အတိုင်းပဲအနောက်ကလည်းကြည့်ရင်ကျွန်တော်ညီလေးမျက်နှာမြင်တဲ့အချိန်ရင်းနှီးကိုစုံနေအောင်နေတာကျွန်တော်စာပြေကလေးရနေပြီးတော့မှ900လုံးလုံးကျွန်တော်လည်းမဟုတ်ကျွန်တော်မိသားစုရင်ကျွန်တော်အမေပါတယ်ကျွန်တော်ညီလေးတွေညီမလေးတွေ ွန်တော်ဒီအဖွားလေးကိုလမ်းလျှောက်နေတယ်အဖွားရှိအဖွားရှိသေးတယ်ကျွန်တော်အဖွားတစ်ယောက်ရှိတယ်အဖွားတွေဟာစားတော်ကြာလို့မပြန်ဘူးကျွန်တော်မေးမပြန်ဘူးငါ့ကိုရတကယ်မပြန်ဘူးအဲ့မှာပဲအဲ့တိုက်ရှိမှာပဲကျွန်တော်တို့ညအိပ်ပြီးစောင့်နေပဲချိန်ဘယ်လိုဖြစ်မလဲတကယ်ကြီးကျွန်တော်တို့ကမျောလင်းချက်အများကြီးမထားဘူးမဲ့ဆုံးမိဆိုရင်တော့မှရုပ်လောင်းကျွန်တော်ပြန်လို့ခြင်းနဲ့အများကြီးပြောတာတနေ့လိုလူတွေလည်းအဆင်ပြေနေတယ်အဲ့တော့ဖြစ်စဉ်အစားဆုံးမှာ အိုက်တိုက်ရဲ့ဖြစ်တဲ့အသာဆုံးကိုကျွန်တော်တို့ကသိနေတဲ့လူလူလည်းပြောလို့ရမယ်အဲ့လိုမျိုးပေါ့အဲ့ကြောင့်တော်တော်လေးကိုအတန်ကြာနေတချို့မကြေနိုင်ခဲ့တဲ့အရာတွေရှိတယ်ယူရတဲ့မှာအချိန်ပေါ့အချိန်ပေါ့ဒီကတော့အချိန်နဲ့ကျွန်တော်လူအပ်ချက်တချို့ပေါ့အကောင်းဆုံးကြိုးစားကြပါတယ်ဟုတ်ပါဟိုကျွန်တော်တို့နောက်ဘက်ကနေပြီးတော့ကျွန်တော်တို့အတိုက်ရဲ့နောက်ဘက်ကနေအသက်ရှင်နေရလူတွေတွေ့တယ်ဗျာတည်မလားပြင်ပြပါမလားပေါ့တွေ့ရင်ပဲ ကျွန်တော်သုံးသပ်သေးရလောက်ကတော့ဖေကသုံးသပ်မြောက်မှာတဲတာအဲသုံးသပ်မြောက်ကတော့ထပ်ပိုင်းကိုကျိုးကြပြီးတော့မှလို့နှစ်ခုရိုက်ကြပါစလစ်ပြင်းနေရအဲ့မှာကလည်းမျောလေးကြတော့ပျောက်တော့ပျောက်နေပြီဟုတ်မယ်ဗျာပြည်လူများဖြင်းညာဗောသူများကိုကြောက်ကားလန်နေပြည့်အချိန်တခြားထက်လေးများရောက်နေပါစေဗောမျောလင်းချက်ပါပဲပြောပြလာအကုန်လုံးမျောလင်းချက်ရှိကြပါလေလောက်ဒီဘာဖြစ်လဲဆိုရင်ဒီပြိုက်တာကြွေတာလည်းကျွန်တော်အားပေးတယ်ရောက်ပြီအဖေရှိရုံမှကြီးလေးဟဲ့လား မရှော့နဲ့ကျွန်တော်လည်းမရှော့ဘူးတကယ်ကိုမရှော့ခဲ့ဘူးကျွန်တော်လည်းမဟုတ်ကျွန်တော်အမေဆိုရင်ဘာမှမစားမတောက်ဘူးကျွန်တော်ဖြစ်နေဗျာ၆ရက်ကြာသွားတယ်ဗျာ၆ရက်ဆိုရအချိန်ကလာတခုပြိမိနေမှာဘယ်သူမှအသက်ရှင်နေတာအကြောင်းကိုမရှိဘူးရှားတယ်ဗျာရခိုင်တို့တာအားနေတယ်ရှင်ရှင်နေမှာအဆင်ပြေပြေးနေမှာတာအားရှားတယ်သို့ပေမဲ့ထွက်လာတဲ့လူတွေကအလောင်းတွေပေါ့နော်ပြီးတော့ DB တွေတော့ဟိုလုံးပြစင်းပြက်ဒါအားများမလေးရာတွေဥလူကူလာလဲပါတာပေါ့မှတ်မိနိုင်တာကြောင့်တန်ကောင်းတာကဖေကတော့ သူ့ရဝယ်စားလေးကန့်နေတဲ့အတွက်တချို့ဆိုဝယ်စားမပါတော့ဘူးကိုလည်းအင်္ဂါတွေမဖုံတော့ဘူးအဲ့လိုချိန်တိုင်းမှာကျွန်တော်ဖေကတတူပြပါချွတ်လည်းမရှိဘူးသူကတော့အဲ့လိုမကြိုက်ဘူးကျွန်တော်တို့လည်းမကြိုက်ဘူးကျွန်တော်ဖေကအဲ့လိုမျိုးမရှိတော့ပြန်ရှာဖို့ကတော့ခက်ခဲတယ်သိရမလားအဲ့တော့ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ကပထမရဒီဗီအလောင်းတွေကိုတင်တဲ့ကားပေါ်မှာကျွန်တော်ကတိုင်ခံမျိုးကျွန်တော်ဝတ်လို့ထိုင်နေတယ်တင်းကျွန်တော်လိုက်သွားတယ်ဟဲ့လားအရင်ကွေးဘာညာရောက်မှကျွန်တော်ဖွင့်ကြည့်တယ် ဖေးဟုံးမို့ဆိုတော့ဒီဗျူတဲ့ပုံစံမျိုးပေါ့အဲ့ဒါကျွန်တော်လုပ်ခဲ့တယ်ပေါ့စိတ်မကောင်းစရာတွေပဲအကုန်လုံးနှိထားရုပ်အကုန်လုံးကျွန်တော်မြင်ခဲ့ရတယ်ပေါ့သိရမလားအခုကျွန်တော်ဖေးလဲမန်နေဂျာပြောဝီဇာစလိတ်ဝီဇာစလိတ်မဟုတ်တာကျွန်တော်ကန်ကောင်းလည်းပြောရမယ်ဖေးရဝီဇာလေးပေါ့ဖေးကကြင်မဆိုးလေးဝတ်တယ်ကျွန်တော်ဖေးဒီတီရှပ်လေးပေါ့တော့ဆိုးရှပ်လေးပေါ့နော်ငါလေးဝတ်ထားတာကိုကျွန်တော်တွေ့ခဲ့ရတယ်အဲ့ဒီမှာဟိုအဖြစ်တော့တော့ channel အပိုင်းနေကြည့်ရင်တော့လုံးဝဟိုအဖြစ်တော့6ရက်ဆိုတော့အားအားလဲဒီအတိုင်းပဲလုံးဝခန္ဓာကို အဆင်မပြေတော့ဘူးလေတော့ကျင်တယ်တို့ကလည်းအဲ့နေသားမုံခန်းသားဝိရတွေတိလိမ့်ဘယ်လိုပြောထမ်းမှာလဲဘုံပြောတော့မထောက်ကျွန်တော်စိတ်ထဲကပဲကျွန်တော်ချစ်ကြတာဗျာသက်မလားအဖေချစ်တယ်ဆိုရင်ကျွန်တော်သိတယ်ဖေကကျွန်တော်ချစ်တယ်မပြောဘူးတို့အဲ့လိုပဲသူ့ကြောင်းတာပေါ့မစက်ကထုတ်ပေါ်မပြောခဲ့ပေမဲ့ကျွန်တော်ချစ်တာတော့အဖေသိမှာပါပေါ့ပြောကျင်တယ်ဒါမှမပြောခွင့်မရတော့ဘူးကျွန်တော်